ဖီဘိုင်းမျက်နှာသာပေးမှုကြောင့်ကမ္ဘာဖလားအဖွင့်ပွဲမှာပါဝင်ကစားလာနိုင်မယ့်ရော်နယ်ဒိုပေါ်တူဂီရဲ့အသင်းကောင်းဆောင်ရော်နယ်ဒိုကအရာလနဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာအနီးကပ်ပြသခြင်းခံခဲ့ရကသုံးပွဲပဲခံခဲ့ရပေမဲ့လည်းကမ္ဘာဖလားအဖွင့်ပွဲမှာပါဝင်ကစားလာနိုင်တော့မှာဖြစ်ကြောင်းသိရပါတယ်အသက်40ရှိပြီဖြစ်တဲ့ရော်နယ်ဒိုကယခုကာလအစောပိုင်းတုန်းကအင်ယာလန်ကိုနှစ်ဂိုးဂိုးမရှိနဲ့ရှုံးနေခဲ့တဲ့ပွဲမှာဒါရော်အိုရှိယားကိုတဒေါင်းနဲ့တွတ်ခဲ့တာကြောင့်မလို့အနီးကပ်ပြထုတ်ပယ်ခြင်းခံခဲ့ရတာပါ ရန်လိုတဲ့အပြုတ်မှုနဲ့ပြုတ်မှုမှုအတွက်ပုံမှန်အဖြစ်၃ပွဲပွဲပယ်ခံရပါတယ်ဒါပေမဲ့ရော်နယ်ဒိုကဒူရီယာပွဲနဲ့တတိယပွဲတို့ကိုတစ်နှစ်ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ချမှတ်ခြင်းခံလာရပါတယ်ရော်နယ်ဒိုကနိုဝင်ဘာလ16ရက်နေ့တုန်းကအာမေးနီးယားနဲ့ကမ္ဘာပလားခြေစပွဲနောက်ဆုံးပွဲကိုလွဲချော်ခဲ့ပြီးဖြစ်ရာတပွဲပယ်ပြစ်ဒဏ်ကြာခံထားပြီးသားဖြစ်ပါတယ်ဒါကြောင့်ရော်နယ်ဒိုကလာမယ့်2026ကမ္ဘာဖလားမှာတပွဲမြလွဲချော်လာတော့မှာမဟုတ်ပါဘူး ရိုနယ်ဒိုကပေါ်တူဂီအသင်းအတွက်226ပွဲကစားထားရမှာပထမဆုံးချိန်အနီးကပ်ပြသခြင်းခံရမှုနဲ့တူတူတပွဲပဲပြစ်ဒဏ်သာချမှတ်ခံလာတာဖြစ်ပြီးတော့ကျန်တဲ့နှစ်ပွဲကိုတော့ဆိုင်းငံ့ပြစ်ဒဏ်ဖြင့်ကြောက်ခံလာတာလည်းဖြစ်ပါရည်။ဒါကြောင့်ရိုနယ်ဒိုဟာဖီဘာရဲ့မွေးစားသားပါပဲ။